အရာဝင်မှာနောက်ဆုံးကြားသိရတာပါလေစစ်ကွန်မန်ဒိုတွေပေါ့စစ်တပ်ကကွန်မန်ဒိုတွေတော့တကယ်ကိုနှိမ်နင်းနေရလို့သွားတွေ့ရတယ်အဲသုံးနယ်လက်နက်တွေကအစတကယ်စပယ်ရှယ်လက်နက်တွေကိုအသုံးပြုတယ်နော်ဗျူဟာတွေကလည်းတကယ်စပယ်ရှယ်ဗျူဟာတွေကိုအသုံးပြုပါတယ်နော်အဲ့တော့ AAPDF ဒီအုပ်စုတွေဟာဆိုလို့ရှိရင်အာတော်တော်လေးကိုဒုက္ခနဲ့လှလှကြီးကိုတွေ့နေတာဟာတော်တော်လေးကိုခံနေရပြီလို့ကျွန်တော်တို့ကြားသိရတယ် အဘလောက်ထိလဲဆိုလို့ရှိရင်စည်ရည်ပြူဟာရပြီဆိုလို့ရှိရင်ပြက်ပြက်တတ်တတ်နဲ့ဆောင်ရတော့တွေ့ရတယ်။ဥမာပြက်တပုံနဲ့ပူပေါင်းသွားတဲ့ရွာတွေနော်တပုံရွာတပုံခိုအောင်နေတဲ့ရွာတွေအလုံးစည်ရည်ရအေးယူတဲ့နေရာမှာလည်းပြက်သားတယ်လို့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီပချမ်းတွေမှာပေါ့နော်ဟိုတပုံကင်းအောင်နေတဲ့အရက်တွေမှာအငွေ့ထွက်လို့မရဘူး။မီးရောင်နင်းလို့မရဘူး။စလိတ်တောက်လို့မရဘူး။စလိတ်တောက်လို့အငွေ့တွေထွက်လာလို့ရှိရင်အဲ့နေရာဟာဖိုကနောက်ဆိုင်ပြီးတော့ကိုလက်နက်ကြီးရောက်လာတယ်။အဲဒါမျိုးကိုပြက်ပြက်တတ်တတ်ဆောင်နေရတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ အဲကျွန်တော်နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုလို့ရှိရင်တော့ပန်ဒိုဂျီဘက်မှာတော့အဲတပုံအနှဲငယ်တော့ရှိသေးတယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်ကြားသိရတယ်เนาะပန်ဒိုဂျီစီဇန်ကုန်းเนาะနောက်တစ်ခုကဆက်ဆက်อยู่တပုံလေးနောက်၃လေးလေးပတ်ဝန်းကျင်เนาะ၃လေးလေးနဲ့၃လေးလေးလလာပြီးချောင်းနေတဲ့တပုံလေးရာကျော်ကြတယ်လို့ကျွန်တော်တို့ဒါကြားသိရတယ်ပေါ့ဗျာเนาะအဲနောက်တစ်ခုအနေနဲ့တပုံနဲ့ပူပေါင်းသွားတဲ့ရွာတွေပေါ့ဗျာเนาะတပုံရွာတွေဖြစ်နေတဲ့အနေအားတွေတပုံခြေကုတ်ချပြီးတော့ ဒါကြမ်းဖက်မှုလှုပ်ရှားနေတဲ့နေရာတွေပေါ့။ဘာကြောင့်မို့ ARU ကဒါမျိုးဆောင်ရရဆိုကြောင်းနေရာလည်းမဖွင့်ရဘူးဗျာနော်။စီးပွားရေးလည်းအဆင်ပြေရကြတယ်။ဒီသဘုံတွေကတမမောက်။အဲ့တော့စစ်တပ်အနေနဲ့ဒါ ARU မှာပြည့်ပြည့်တသားဓာမျိုးလေးဆောင်ရပေးတာဆိုလို့ရှိရင်တော့အကြောကျေးဇူးတင်ရမှာပေါ့ဗျာနော်။ဥပမာပြပန်းတင်နဲ့ရှန်ကွင်းနဲ့ပန်းတော်ကြီးနဲ့နှစ်ထောင်နဲ့အာဒီဒက်စီဆိုင်ပေါ့။အဲ့နေရာပတ်ဝန်းကျင်မှာဆိုလို့ရှိရင်မီးခိုးတော့ထွက်လို့မရပါဘူးတဲ့။ဒါနောက်ဆုံးကြားသိရတော့ဗျာနော်။အဲနောက်တစ်ခုအနေနဲ့အဲ့ဒီမှာအဲ စေရရတာဝန်ယူထားတာကတော့တမ66နော်308အဲ့ဒီကဘုံမူကတော်တော်စွာတယ်ပြောတယ်ဗျာနော်တော်တော်လေးကိုလက်တက်တံပြောင်းတယ်လို့အဲကြားသိရတော့ဗျာနော်အဲနောက်တစ်ခုအနေနဲ့ရွာလေးမှာဆိုလို့ရှိရင်ရွာလေးကရွာသားတွေအားလုံးကိုစေပေးဆောင်ခိုင်းလိုက်ပါပြီစေပေးဆောင်ခိုင်းပြီးရွာမဟာမုတ်ကျွန်တော်နေကြပါတယ်ကျွန်တော်တို့ရွာမှာဘောပစ္စည်းတွေကြံခဲ့ပါတယ်ကာကွယ်ကြပါတယ်ဆိုမရဘူးအဲမင်းတို့စေပေးဆောင်ပါမင်းတို့အိမ်နေတစ္စည်းတွေအားလုံးဒုံဒုံမတ်တက်ကိုရွာမှာရှိတဲ့ရဲတွေကတာဝန်ယူပါမယ်ဆိုပြီးတော့ရဲတွေကတာဝန်ယူတယ် စစ်တပ်ကလည်းအခုဆိုရှင်စီရေးရပြပြတတာဒီအရေးယူတဲ့အတွက်ကြောင့်မို့လို့ကွန်မန်ဒိုတွေအကဲကိုစပယ်ရှယ်တိုက်ပွဲဝင်နေပါပြီခင်ဗျာเนาะအဲ့တော့ ARD မကြခင်မှာအငင်းချမ်းလာမှာပါเนาะ ARD မှာအခုဆိုရင်တဘုံတွေအတွက်ကနေရာပေါ့နေရာပျောက်လာပြီလို့ပြောလို့ရတယ်ဒီတဘုံတွေကပြီးခဲ့တဲ့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဖြစ်တဲ့စစ်ပွဲတွေကြောင့်ရခိုင်ပြည်နယ်ကစစ်ဘေးရှောင်တွေ AR တွေကို ဝင်လာကြခင်ဗျားတို့သိပါလိမ့်မယ်เนาะအားလုံးသိကြလိမ့်မယ် AR ကိုဝင်လာတဲ့အချိန်မှာသူတို့ကိုအလုပ်တွေပါလေခေါ်ပေးထားတဲ့အဲ rubber chain ရှိတယ်အဲ့ rubber chain ကြီးဟာဆိုလို့ရှိရင်တော့အဲရခိုင်နေပေါ့ဒါစစ်ပင်းရှောက်လို့ဆိုတော့လုပ်လေးပါလေရပါလေဆိုပြီးတော့တကယ်ဒီဥဆန်လေး rubber chain လို့ကျွန်တော်ကြားသိရတယ်အဲ့ဒီ chain ထဲမှာပထမတော့အလုပ်ခေါ်ပေးတာပဲနောက်ပိုင်းကျတော့ AE တွေဝင်ပြီးတော့နေရာယူပြီးတဲ့အခါမှာဥဆန်လေးနဲ့ထွက်ပြေးရတယ်အဲ့မှာရှိတဲ့ manager နဲ့၄၅ယောက်လောက်လည်း တက်တက်ခံရတယ်နော်အဲ့တော့အဲ့နေရာကိုလည်းသူတို့ကနေရာခြေကုပ်ယူပြီးတော့အဲ့ဒီ rubber chain ကြီးကလည်းကောင်းပြန်နော်ဟိုမီးရရေမီးအစုံရိတ်ခါအစုံနဲ့သူတို့ကလေးကြီးခုံနေကြလေးကြီးခုံတဲ့ခါကျတော့ပထမတက်ကညလို့ချိန်မှာတော့ဟုတ်တော့ဗျာနော်အခုကြည့်ဘလောက်ဒီသူတို့ပေါ်ကျေးဇူးရှိတဲ့နော်သူတို့ကိုစာနာတနာလို့အလုပ်ပေးတဲ့ဒီ rubber chain ကြီးတော်မှာပဲအေးအေးရတည့်ရတိုင်းပဲခင်ဗျားတို့ဘလောက်ထိကျေးဇူးကမ်းတဲ့အမျိုးအစားလဲဆိုတာအဲ့ဒီ rubber chain ထဲမှာသူတို့ခြေကုပ်ယူပြီးတက်ကိုတိုက်တဲ့ခါမှာတော့ ကွန်မန်ဒိုတွေကလည်းအဲ့နေရာကိုသွားရှင်းလိုက်ပါတယ်မနေ့ညပဲရှင်းလိုက်တယ်အဲ့တော့လေဒီတွေပဲပျောက်ကုန်လည်းမသိဘူးဖြစ်သွားတာပေါ့နော်အတက်ကလည်းကျွန်တော်တို့344ကလည်းဒီနေ့မနက်ကနေစပြီးဒီနေ့ကုန်ပြစ်ပေးနေရလို့ကြားသိရတယ်344နားတော့ခင်ဗျားကတ်ဖို့မစင်းစားနဲ့လို့လေမရတော့ဘူးဟိုအရင်ကတော့344ရဲ့ကာကင်းနေအထိမှလာတိုက်နေရရှိတယ်နော်တော်ပါတော့ညာလည်းပဲသူတို့လောဘအရင်ကြည့်လို့သွားပုံရပါတယ်344ကိုနားကိုကတ်ဖို့မပြောနဲ့344ရဲ့ကာကင်းနားလည်းကတ်လို့မရတော့ဘူး344ကိုသွားပြီးလောဘဇောနဲ့သွားကတ်တာ တော်တော်လေးခံလိုက်ရတယ်အေးအေးတဘုံလေးအေးအေးတဘုံအဲ့မှာထောင်တဲ့ချီပြီးပြုတ်သွားပြီးကျွန်တော်ကြာသေးရတယ်တုံးလေးလေးကနေပြီးတော့ခုဆိုရှင်လက်နက်ကြီးပစ်ကူတွေပေးတယ်နောက်ထပ် view ဟာတွေဖြစ်တဲ့ဒီကျွန်တော်တို့ချားနေရမဲ့ view ဟာရှိတဲ့ဒီ view ဟာတွေကလက်နက်ကြီးပစ်ကူတွေပေးတယ်ပြီးလို့ရှိရင်လေချောင်းကလည်း special ကျွေးသလိုအဲဒါပေမဲ့တော့ဒီနေရာမှာပုံပြီးတည်တင်တာကတော့သူတဘုံလေးကြောက်တာကလေချောင်းလေလက်နက်ကြီးတွေဆိုလို့ရှိရင်နော် ဆက်တက်လေဒီကိုသူတေအောင်ကြောက်ပါတယ်ဆက်တက်လေဒီများကောင်းငင်မှာရောက်ပြီးလို့ရှိရင်ဗာနဲ့လာတယ်ဆိုလို့ဆိုလို့ဆိုလို့ရှိရင်နော်ကြီးကန်းများကိုခဲနဲ့ပြုတ်ပြီးတော့မှအကြီးကန်းအဲ့ဂဲလုံးမြင်ရင်တော့မှသင်ပူပြီးနေလို့မရအောင်ဖြစ်သွားတယ်ဗောနော်အဲ့လိုမျိုးဆက်တက်လေဒီကိုသူတို့ကြောက်တယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့ AR နောက်ဆုံး update အနေနဲ့အခုလက်ရှိကျွန်တော်ဒီစီရေးကို update update နဲ့နည်းဘယ်လိုခေါ်မလဲဆိုတော့လက်ရှိဖြစ်စေဖြစ်နေတာကိုပဲအတည်ပြုပြီးကျွန်တော်အကောင်းဆုံးအတည်ပြုနိုင်အောင်ကြိုးစားပြီးတော့ကျွန်တော်ပြောပါတယ် အဲ့ဒါကြောင့်မို့လို့အဲ့ဒီနေရာလေးမှာကျွန်တော်ရဲ့ဒီဟုတ်လုံခဲ့တဲ့လတွေလုံခဲ့တဲ့အပတ်တွေเนาะအဲ့နေရာကတင်လာတဲ့ဗီဒီယိုဖိုင်နေနဲ့ရိုင်းရင်ခုမလားကျွန်တော် live ကိုကြည့်မယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော် live ကျွန်တော်ရုပ်တောင်ကြည့်မယ်ဆိုတော့ date တွေကြည့်ပါ date တွေကိုတေချာကြည့်ပါဘယ်နေ့ဘယ်နေ့မှာဆိုတော့ကျွန်တော်တေချာရေးထားပါတယ်เนาะအဲ့တော့ ARV နောက်ဆုံး update နေနဲ့ commando တွေတော်တော်လေးကိုစောင့်ရနေတာကောင်းပါတယ် save view ဟာလည်းတော်တော်ကောင်းတယ်လက်နက်တွေလည်းကောင်းတယ်เนาะပြတ်သားမှုလည်းရှိတယ်ဒါပေမဲ့တစ်ခါကြာလို့ရှိရင်မပြတ်သားတဲ့အမိတ်တစ်ခါလေးရောက်လာတတ်တယ်အဲ့တော့ ဦးမင်းအွန်လိုင်းပဲတခါတည်းအခုဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ရောက်နေလို့များပြတ်သားနေလားဒါမှမဟုတ်ရှင်သူပြန်လာရင်ဘယ်လိုပြန်လာမှန်းမသိဘူးဗျာနော်အခုလောလောဆယ်တော့ပြပြတသားဆောင်ရနေတယ်တိတ်ကောင်းပါလေနော်အဲ့တော့စေစေနဲ့ပတ်သက်ပြီးတော့ ARC စေတွေကိုတင်ပြတာတလောက်ပါပဲနော်ကျွန်တော်ဆက်လက်ပြီးတော့ဆုံးတွေ့ကြမှာကျွန်တော် update update တွေကျွန်တော်ပုံမှန်ပြောသွားပေးမယ်နော်